မင်္ဂလာပါဒီတစ်ခါတော့ကျွန်တော်ဒီဗီဒီယိုမောင်ကိုမြန်မာလိုမြန်မာစာစာရေးစာရိုက်တဲ့ဤကိုကျွန်တော် program ကိုအသုပ်ပြုပြီးတော့ကျွန်တော်ပြောပြမှာပါကျွန်တော်တို့မြန်မာလိုကိုဒါတစ်ခါမှမရေးဖူးတဲ့သူတွေမြန်မာလိုကိုအာကွန်ပျူတာမောင်ကိုကျွမ်းကျွမ်းကျင်ကျင်နဲ့ရေးချင်တယ်လေးလာချင်တဲ့ဆိုရင်ဖြစ်ကျွန်တော်ဒီမှာပြတဲ့အတိုင်းကိုလိုက်ပြီးတော့လိုက်လုပ်ကြည့်ပါ အဲ့ဆိုတော့ကျွန်တော်ဘယ် program ကိုတုတ်ပြပြီးတော့ဘယ်လိုလုပ်မလဲဆိုတော့ကိုကျွန်တော်ဒီမှာကိုပြောပြမှာပါနော်ပထမဆုံးဖြစ်ကျွန်တော်တို့ဒီ program ကိုကျွန်တော်အရင် download လုပ်မှာဖြစ်ပါတယ် download လုပ်မဲ့ link ကိုကျွန်တော်ရဲ့ video ထပ်မှာကိုကျွန်တော်ထည့်ပေးထားမှာပါအဲ့ဒီမှာကိုကျွန်တော်ရဲ့ video မှာကိုအဲ့ဒီ link နေရာမှာကိုနှိပ်လိုက်တာနဲ့ကျွန်တော်ဒီနေရာမှာကို download ဆိုတော့တွေ့ရလိမ့်မယ်အဲ့ဒီ download ဆိုတဲ့နေရာမှာကို click လုပ်ပါ click လုပ်လို့ရှိပြီအဲ့လိုပုံနဲ့တွေ့ရလိမ့်မယ်အဲ့ဒီနေရာမှာကိုကျွန်တော်တို့ဒီ ပရိုဂရမ်ကိုဖွဲ့ဖို့အတွက်ကျွန်တော်တို့ win one ဆိုတဲ့ဒီဖွဲ့တဲ့ဟာနဲ့လုပ်ဖို့နော်တကယ်လို့မရှိသေးဘူးဆိုရင်ဖြင့်အဲ့ဒီ win one ဆိုတဲ့ program ကိုလည်း download လုပ်ပါညမကို open the way ဆိုတဲ့ညမကို win one နဲ့သွားပြီးတော့ okay ဆိုတဲ့ညနိုင်တော့ပါ okay ဆိုတာနိုင်လိုက်တာနဲ့ကျွန်တော်ဒီညမကိုကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီ desktop desktop scraper မှာသွားပြီးတော့ကျွန်တော်ဒီဒီ program ကိုအဲ့ဒီတော့ခုလို့ edit ထဲဆွဲထည့်လိုက်ပါ ဆွဲထားလိုက်လို့ရှိရကျွန်တော် desktop ပေါ်ရောက်သွားလိမ့်မယ်ဖြစ်ပါတယ် desktop ပေါ်ရောက်သွားလို့ရှိရဒီ audio ဒီပိတ်ထားလို့ရပါပြီအဲ့ဆိုတော့အဲ့ပေါ်ရောက်လာလို့ရှိပြည့်ကျွန်တော်အလွယ်တကူအာဖွင့်လို့ပိတ်လို့ရတယ်အဲ့ဒီမှာကို click လို့လို့အဲ့လိုပုံနဲ့တွေ့ရလိမ့်မယ်ပြီးတာနဲ့ကျွန်တော်ဒီညမှာကိုအဲ့ဒီ type piece ဆိုတာတွေ့ရမြန်မာ type piece ဆိုတာတို့တွေ့ရလိမ့်မယ်အဲ့ဒီမြန်မာ type piece ဆိုတဲ့ညမှာကိုအဲ့ဒီညမှာကို click လို့လိုက်ပါ ကလေးလိုလိုရှိဖြစ်ကြော်ဒီနေရာမှာကိုသူရဲ့ program တဲ့ရောင်းဝါးလေးမဖြစ်ပါတယ်သူရဲ့ program ကြတော့ဒီမှာသူလုံထားတဲ့ဟာပေါ့နော်ကျွန်တော်ဒီမှာကိုဖတ်ပြမယ်ဆိုဖြစ်အာကွန်ပျူတာပညာစတဲ့လေးလာတင်ကြားသူများအနေဖြင့်မြန်မာစာလေ့ကျင့်ရတဲ့အခက်အခဲများစင်းနေကြောက်တွေ့စီရသည်ဖြစ်အစ်ပြေလွယ်ခုချုံးမွေစီရန်ရည်ရွယ်၍ဤ program ကိုရေးသားခဲ့ချစ်ဖြစ်ပါသည်ကွန်ပျူတာပညာလေးလောက်သူများအထောက်အကူဖြစ်မည်ဆိုပါကကျင့်တဲ့ဝမ်းမြောက်မိပါကြောင်း ဥထော်လာဖြူဥအောင်စောဥဥမောင်မောင်တရုံနော်တို့ကနေပြီးတော့အဲ့ဒီ program ကိုဒါလှူထားပေးပါလေကျွန်တော်တို့ဒီမြန်မာလိုလက်ကွဲကိုကျွန်တော်တို့ရေးရေးရမှာကိုပုံမှုပြီးတော့ကျွမ်းကျင်လောက်အောင်မို့ဘယ်လိုရေးရမလဲဆိုတော့တို့ကနေပြီးတော့လှူပေးထားတာပေါ့နော်အဲပြီးတော့ ਨੇ ကြော်ဒီနာမှာကိုသူပြောထားတယ်ဒီ press and keep to continue ဆိုတော့ပြောထားတယ် press and keep to continue ကြော်တော့ကျွန်တော် keyboard မှာကိုတလုံးလုံးမှာကိုနေလိုက်တာ ਨੇ သူနောက်ထပ်တစ်ခုသွားလိမ့်မယ် ခေပြီးတော့ဂျော်ဒီနာမော်ကို press any key to ဆိုတဲ့နေရာမော်ကိုအာ keyboard မော်ကိုဆော်တော့တလုံးမော်ကိုနေလိုက်ရေးလိုက်ပါနေလိုက်တော့ ਨੇ ဂျော်ဒီထက်ရောက်လာလိမ့်မယ်အဲ့ဒီ tag ကိုရောက်လာတာ ਨੇ ဂျော်ဒီနာမော်ကိုကျွန်တော်တို့ type မလုပ်ခေပါနမောဆုပ်ဖြည့်အာ keyboard ကိုတစ်ခါမှမတုပ်ဖူးတဲ့သူတွေဆိုရင်ဖြည့်ကျွန်တော် keyboard မော်ကို leg leg ချောင်းတွေကိုဘလို့ထားမလဲဆိုတော့ကျွန်တော်ဒီမော်ကိုပြောင်းပေးမှာပါ ကီးဘုံမော်ကိုလူတော်တော်များများလက်ကွဲကိုမတီးတဲ့လူတွေကြောင်တော့ကျွန်တော်ကီးဘုံမော်ကိုတော့လက်ဘလို့ထားလဲဆိုတော့လက်ချောင်းတစ်ချောင်းလေးနဲ့ကျွန်တော်တို့စာလုံးလေးမှလိုက်ရိုက်တဲ့လူတွေရှိပါတယ်အဲ့ဒါကြတော့နေစနစ်မမှန်ပါဘူးနေစနစ်မမှန်နဲ့အကွက်ကြက်ကြလေးရိုက်ချေတယ်ဆိုရင်ဖြစ်ကျွန်တော်တို့လက်ချောင်းထားရမယ့်နေရာတွေဒီလက်နှစ်ဖက်စလုံးပေါ့နော်ကျွန်တော်လက်နှစ်ဖက်စလုံးလက်ချောင်းထားရမယ့်နေရာတွေကြတော့ဘယ်နေရာမှာထားမလဲဆိုတော့ဥပမာအဖြစ်ကျွန်တော်တို့ဒီဘက်ဖက်လင်းမှာဆိုရင်ဖြစ်ကျွန်တော်လက်တန်းကအေးမှာရှိရမယ် လက်သွဲကြတော့ကျွန်တော် S မှာစီးရမယ်ကျွန်တော် link လဲကြတော့ D မှာစီးရမယ်ဒီလက်ညှိုးကြတော့ F မှာစီးရမယ်လက်မောင်းကိုကြတော့ကျွန်တော်တို့ဒီ space bar နေရာမှာစီးရမယ် space bar ကြတော့ဒီအစီနဲ့ဘောနော်အဲ့အစီ bar နေရာမှာကိုထားမှာဖြစ်ပါတယ်ဒီညာဖေးလင်းမှာလည်းအဲ့ဒီတိုက်ပါပဲကျွန်တော်ညာဖေးမှာဆိုရင်ကျွန်တော် link မောင်းကိုကျွန်တော်တို့ဒီ space bar မှာကိုထားရမယ်လင်းညိုးကိုကြတော့ J မှာကိုထားရမယ်အာလက် လက်ကလမောကြာတော့ကျွန်တော် K မောထားရမယ်လက်တဆွဲမောကြာတော့ L မောထားရမယ်ဒီလင်တန်းကိုကြာတော့ C မီခါလာမောကိုထားရမယ်အဲ့ဆိုတော့ကျွန်တော်လက်ချောင်းတွေကိုအဲ့လိုပုံစံအတိုက်ကိုထားပါကျွန်တော်တို့ထက်လို့ထားပြီးတော့ကျွန်တော်တို့စရေးလို့ရှိရင်ဥပမာပြေကျွန်တော်က A ကိုရေးမဲ့ဆွေပြေကျွန်တော်တို့ဒီလက်တန်းနဲ့အင်းအင်းနေရာမှာပဲစီရောက်စီရောက်မှာဖြစ်ပါတယ်ဥပမာပြေကျွန်တော်က A ကိုရေးမဲ့ဆွေဒီဖက်လင်းညိုးနဲ့ဒီမောက်လာပြီးတော့ လာရေးလို့မမရပါဘူးသူခွဲထားပါတယ်ခွဲထားတဲ့နေရာကျတော့ဟိုဒီမှာရှိပါတယ်ကျတော့ဒီဒီမှာဆိုရင်ဖြစ်ဘယ်ဖေးမှရေးရမယ့်စာကျတော့အဲ့ဒီအရာလေးပေါ့နော်ညဖေးမှရေးရမှာကျတော့ဒီစာတွေပါအဲ့ဆိုတော့သူနေရာနဲ့သူနေရာရေးဖို့လိုပါတယ်ကျတော့ဒီအပေါ်နဲ့အပေါ်နဲ့အောက်စာလုံးတွေလည်းအဲ့ဒီအတိုင်းပါပဲကျတော် Q ရေးမယ့်ဆိုရင်ဖြစ်ကျတော့လက်တန်းနဲ့သွားဖို့လိုပါတယ် W ကိုရေးမယ့်ဆိုရင်ဖြစ်ကျတော့ဒီလက်သွဲနဲ့ရေးဖို့လိုပါတယ် ဒီ e ကိုရေးမဲ့ဆွေပြင်းလက်ကလေးဝင်တော့သာသဖြင့်အဲ့လိုနဲ့သွားပါတယ်ကျွန်တော်တို့ဒီမှာကိုခွဲထားပါတယ်အဲ့တော့ခွဲထားတဲ့နေရာမှာကိုသူ့နေရာတိုက်ကိုရေးပါပထမဆုံးကျွန်တော် keyboard ကိုမြန်မာလိုသင်ချင်တယ်ဆိုရင်ဖြင့်ပထမဆုံးဖြစ်ကျွန်တော်ကျွန်တော်အင်္ဂလိပ်လိုကိုအရင်တီးထားတီးထားပြီးတော့ပို့ပြီးတော့ကောင်းတာမို့နော်ကျွန်တော်အင်္ဂလိပ်နေမှာကိုကျွန်တော် keyboard မှာကျွန်တော်အင်္ဂလိပ်လိုစီးပြီးသားပါကျွန်တော် အာဘယ်ဘယ်နီယာမှာကိုဘာစာလို့ရှိတယ်ဆိုတော့တီထားလို့ရှိရေကျွန်တော်တို့မြန်မာလိုကိုရေးလို့ရှိရေကျွန်တော်အေမတ်ဆိုရေတဝေထိုးစီမဲ့စသဖြင့်အဲ့လိုသူ့ဘာသာသူတီးသွားလိမ့်မယ်ဖြစ်ပါတယ်ဆိုတော့ပထမဆုံးပြီးအင်္ဂလိပ်လိုကိုအရင်တီထားလို့ရှိတော့ပို့ပြီးတော့ကောင်းပါတယ်အဲ့ဆိုတော့ဒီနီယာမှာကိုကျွန်တော် liquid ဘလို့ထားရမလဲဆိုတော့ကိုကျွန်တော် ပြောပြတော့ဗောနော်တီရကြတော့နီးစနေကြကြနဲ့အာ type ပေးလို့တဲ့ liquid ပုံစံပါခုနက program ကိုတွားကြည့်အောင်ခုနက program မှာဆိုရင်ကျွန်တော်ဒီမှာအင်္ဂလိပ်လိုရောဗမာလိုရောနှစ်ခုစလုံးကိုသူလက်ပြထားတဲ့အတွက်ကြောင့်ကျွန်တော်တို့တွေဟောကောင်းတော်မို့နော်အဲ့ဆိုတော့အဲ့ဒီ program ကိုကျွန်တော်ဘယ်လိုတော့ပြမလဲဆိုတော့ဒီဒီမှာကိုသူပြားထားတဲ့အတိုင်းကျွန်တော်အဝါရောက်လေးနဲ့ပြားထားလိုက်မယ်ကျတော့နေရမဲ့စာလုံးမှဆီပြီးသူအဝါရောက်လေးနဲ့လေးပြထားလိုက်မယ်ဒီမှာဆိုရင်ကျတော့ခုနကပြောတဲ့တိုက်တီလက်တန်းလက်သွဲလိတ်ကလေးလင်းညိုးတွေဆိုပြီးအဲ့ဒီနေရာမှာကိုစီးဖို့လိုတဲ့ကြာကျတော့ဘက်ဖေးဝင်တော့ဒီမှာကျတော့ညဖက် အဲ့တော့သူဒီမှာကိုလည်းသူပြောထားလိုက်မယ်ဘာမလို့ねတင်အင်းလေးချောင်းမြောက်ကိုဖော်ပြထားတော့လေခွေစစ်ခုပေါ်ရထားစီစေရပါမည်တဲ့၎င်းလေခွေစစ်ခုကိုဟောက်ခီလို့ခေါ်ပါသည်မြည်သည့်စာလုံးကိုမဆိုးရိုက်ပြီးပါကဟောက်ခီပေါ်ရလေကိုပြထားရပါမည်အဲ့တော့ကျွန်တော်ခုနကပြောတဲ့အချိန်ကျွန်တော်တို့စရိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီဟောက်ခီကြတော့ကျွန်တော်ခုနကဒီစစ်ပြတဲ့အချိန်ဝင်တော့ကျွန်တော် ASDF ဒီညာဖေးမဆိုရင် JKA စီမီခေါ်လဲအဲ့လိုထားစီရမှာဖြစ်ပါတယ် ကျွန်တော်တို့ဆာလောက်ဘယ်ဆာလောက်ကိုမဆိုရေးလို့ရှိရင်ကျွန်တော်တို့အာပြီးွားလာနဲ့ကျွန်တော်အဲ့ဒီ position အတိုက်ကိုပြသဖို့လိုပါတယ်အဲ့ဆိုတော့ဒီမှာကိုကျွန်တော်တို့အာ A မဆွေပြေတဝေထိုးစီမံဒီ S မဆွေပြေကျွန်တော်တို့ဒီရပဲစီမံပေါ့နော်ဒီ D မဆွေပြေကျွန်တော်တို့အာဒီကကျွန်တော်တို့လုံကြီးတယ်ပေါ့နော်ဒီမဆွေပြေလုံကြီးတယ်စီမံ F မကျတော့အသက်စီမံအဲ့ဆိုတော့ အဲ့ဒီနောက်မှာကိုကျွန်တော်တို့ရိုက်ကြည့်ရအောင်ကျွန်တော်တို့ကျွန်တော်ဒီမှာရိုက်မဆွေပဲအေး Okay တကယ်လို့မားလို့ရှိရင်ကျွန်ဒီမှာကိုမက်ဆီဆိုတော့သူပြောလိမ့်မယ်ကျွန်တော်တို့ကဒီညမှာကိုအဝအဝရောင်တော့အဝရောင်နဲ့ပြထားတာဟာပဲကျွန်တော်တို့အဓိကရေးဖို့လိုပါတယ်။ဒီမှာကိုရေးပြရလို့ရှိကျွန်တော်လည်းမှတ်ထားဖို့လိုတော့မနော်ကျွန်တော်ဘယ်စာလုံးကဘယ်ညမှာရှိတဲ့ဆိုတော့ရေးထိုင်လက်ထိုင်ပေးလို့ပါပြီးတော့ကျွန်တော်တို့ဘာစာလုံးကဘယ်ညမှာရှိတဲ့ဆိုတော့လည်းမှတ်ထားဖို့လိုတယ်။ဒီညမှာကိုကျွန်တော်တို့ pride လို့ပေါ့နော်ဒီမှာကို သူပြောရတဲ့တားကြီးပေါ့ဒီမှာလိုက်ရေးပေးပါဒီမှာအဝအဝရောင်လေးနဲ့ပြလိုက်မယ်ဒီကကျွန်တော်အဝတော့ဒီမှာလည်းအဝရောင်လေးနဲ့ပြလိုက်မယ်အဲ့ဒီအဝရောင်တိုက်ကိုကျွန်တော်ရေးပေးဖို့လိုတယ်အမားပြီးတော့နေလို့ရှိရောကျော်ဒီမှာကိုသူမားရဲဆိုတဲ့အကြောင်းသူပြောလိုက်မယ်အဲ့ဒီဆိုတော့ကျွန်တော်တို့မမန်ကကန်နဲ့ဒီမှာကိုအာသူတုံးလေးခေါရေးခါရေးခါလေးမဖြစ်ပါဘူးအဲ့ဒီမှာကိုရတဲ့အထိကိုကျွန်တော်တို့ရေးပါတော့ရပြီးတော့လို့ရှိရောကျွန်တော်တို့ဒီမှာကိုတင်ခန်းစာက ကျွန်တော်တို့အာအစင်းညီးပြီးတော့ပို့ပြီးတော့တက်တက်သွားလိမ့်မယ်ဖြစ်ပါတယ်။ဒီမှာကိုကျွန်တော်တို့အမြင့်အာလေ့ကျင့်ပြဖို့လိုပါတယ်။ဥပမာဖြစ်ကျွန်တော်ဒီဟာလေးနည်းနည်းလေးအာတုပ်ပြဖို့ဖြစ်ပြွားပြီးဆွေးရည်ဖြစ်နောက်ထပ်တစ်ခုကျတော့အာတကယ်လို့ပြွားလို့ရှိပြီသူ့ဘာသာသူပြောင်းသွားလိမ့်မယ်တကယ်လို့သူ့ဘာသူ့ဘာသာသူမပြောင်းကျွန်တော်တို့ပြေးလာလို့ပြောင်းချင်တယ်ဆွေးပြေးအဲ့ဒီနေရာမှာပြောင်းလို့ရတယ်ကျွန်တော်တို့ next ဆွေးရည်နေရာမှာသွားပြီးတော့နောက်ထပ်တက်ခဲစားတစ်ခုသူပို့ဟာသွားလိမ့်မယ်ဖြစ်ပါတယ်။နောက်ထပ်တစ်ခုကျတော့ကျွန်တော်တို့အပေါ်အပေါ်စာလုံးလေးနဲ့ဒီလက်တက်ကအပေါ်သွားမှာပေါ့နော် အဲ့လေတဲ့ကျူနီယာမောင်ကိုဆောက်လို့ရှိတယ်ဆိုတော့အဲ့ဒီပေါ်တိုက်အဲ့လိုသွားမှာဖြစ်ပါတယ်အဲ့ဒါကျတော့ကျတော့ခုနကပြောတဲ့အတိုင်းဒီလေချောင်းလေးတွေကိုအပေါ်တဲသွားလိုက်တာပေါ့နော်တဲသွားပြီးတော့ကျတော့ဒီနမဆာလောက်ကအပေါ်မှာရှိတယ်ဆိုတော့ကျတော့ခုနကပြောတဲ့အတိုင်းကျတော့ဒီစာရေးလဲရေးရင်းကျတော့ဒီဗမာစာကဘယ်နေရာမှာရှိတယ်ဆိုတော့လည်းမှတ်ထားဖို့လိုပါတယ်အဲ့ဒီကကျတော့ practice ကျတော့ကိုယ့်ရဲ့အုံနာမိမိတလားပေါ့နော်ကျတော်တို့အာများများလို့လို့ရှိရောများများပို့သိလိမ့်မယ်နည်းနည်းလို့လို့ရှိရော အော်နည်းနည်းပဲတီးမှာပါတော့ညီမကိုကျော်တော့တီးနိုင်တဲ့အခြေအထိကိုလေ့ကျင့်ပါကျွန်တော်ကျော်ကျော်ကျော်နမူနာပြပေးတဲ့အတွက်ကြောင့်ကျွန်တော်အခြေအများမကုတ်မကုတ်စီခြေတော့ကျွန်တော်ညီမကိုကျော်လိုက်မှာပါနော်ပြီးတော့လို့စီကျွန်တော်ဒီ next ဆိုတော့တွားလိုက်တာနဲ့ဒီဟာကျော်တော့ကျော်ဒီရိုးရိုးစာလုံးလေးပေါ့နော်ညီမကိုတွားလိုက်မှာဖြစ်ပါတယ်ပြီးရတဲ့ကျွန်တော်ဒီညီမကိုကြပြားလေးတွေလည်းသူရေးခါလိုက်မယ်ညီမကို အာအဲ့ဒီဂျာတက်မှာစီးတာဂျာတော့ပါလဲဆိုတော့အဲ့ဒီဂျာတက်မှာစီးဂျာတော့ကျော်စပေးဘားနဲ့သွားပါတယ်စပေးဘားကျော်တော့ကျော်လင်းမနဲ့6ဆလုတ်ကိုစီးနေဖို့လို့တယ်အဲ့ဒီလင်းမနဲ့6မှာကိုနိုင်လိုက်တာနဲ့ကျွန်တော်စပေးဘားမို့နော်ပြောင်းနေကလေးငယ် cheese ဖွဲအဲ့ဒီနေရာမှာကို အာကျွန်တော်တို့ market ဖို့လိုပါတယ်အဲ့ဒီမှာတို့တစ်ခါပြီးတစ်ခါရေးခိုင်းလိုက်မယ်ပြည့်တဲ့ ठी ကိုရေးဝင်တော့ကျွန်တော်ကျွန်တော်ဒီမှာကိုနမူနာပြပေးတာပါအာပြန်နဲ့ကျွန်တော်နှိပ်ဆိုတော့တော့တယ်ကျွန်တော်ဒီမှာကို ကခောက်ခွေးတို့စသဖြင့်အဲ့ဒါလိုလာလိမ့်မယ်ဒီမှာကိုကျတော်တို့ပြီးတဲ့ချီကိုရေးပါကျတော်ကြာတော့ဒီမှာကိုကျတော်အာအခြေအများမကြစီခြေတဲ့တွေ့ကြချင်းမှာဘာလို့ရှိလဲဆိုတော့ကိုကြော်ပြပေးတာပါနော်အဲ့ဒီနေရာမှာကိုကျွန်တော်တို့ဒီကနားကိုတွဲရမယ့်နေရာမှာကိုလည်းကျော်ဒီမှာကိုသူဒီဟာနဲ့ပြထားလိုက်မယ်ဥပမာဖြစ်ကျွန်တော်ကဒီဂားငယ်ကိုရေးမယ်ဆိုပြီးကျွန်တော်တို့နံပါတ်6နေရာနဲ့ shift ကိုတွဲနေတွဲရအောင်နော်အဲ့ဒီနှစ်ခုကိုတွဲရင်းမှာကျွန်တော်တို့ဂားငယ်ဆိုတော့ရအောင်ပါ အာဒီဟာဒီအိတ်တလုံးတဲ့နဲ့ရှစ်တလုံးတဲ့နဲ့ရေးလို့ရှိတော့ရမှာမဟုတ်ပါဘူးအဲ့ဒီမှာကိုသူပြထားတဲ့တိုက်ကိုလိုက်ပေါ့နော်အဲ့ဆိုတော့အဲ့ဒီမှာကိုကျော်တို့ဒီပြီးတဲ့ ठी ကိုလေ့ကျင့်ပေါ့နော်ကျော်ကြတော့ဒီမှာကိုကျော်နမူနာပြပေးတဲ့တွေ့ကြအဲ့ဒီလောက်လေးပေါ့နော်အာအရင်မှာကိုကျွန်တော်တို့များများလေ့ကျင့်လို့ရှိရင်များများပို့ပြီးတော့သိတော့လိမ့်မယ်အဲဆိုတော့အာဒီဗီဒီယိုမှာကျွန်တော်တော့ကျွန်တော်ဒီမှာကိုလေ့ကွက်ဘလို့ထားပြီးတော့ဘလို့လေ့ကျင့်အောင်လဲဆိုတော့ကိုကျွန်တော်ပြပေးတော့မှာနော် အစ်ရောအားလုံးလည်းစစ်ပြီမှာလို့ကျွန်တော်မျှော်လဲပါရတယ်။ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့ဆီဖြစ် like share comment များဖြစ် RPG ဆူပါလို့ကျွန်တော်တောလိုပါရတယ်။အားလုံးကျေးဇူးတင်ပါတယ်။ God luck and bye bye ။